မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်တပ်လေရင် ပြတ်ကြခဲ့တဲ့သခိုင်းတိုင်းပလဲမြို့နယ်ကစပယ်စီရွာနယ်မင်းတိုင်ပင်ရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဂျွန်လ14ရက်နေ့မနက်9:00နာရီကျော်အချိန်ကနေစတင်ပြီးဘုံကျဲခဲ့တဲ့အတွက်နေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါဗျစပယ်စီရွာနယ်မင်းတိုင်ပင်ရွာကိုတပြိုင်နက်တည်းဘုံကျဲသွားတာဖြစ်ပြီးတော့ လေရင်နဲ့ပုံချသွားတဲ့နေရာအများစုကလည်းအများပြည်သူတွာလာနေတဲ့ကားလမ်းမဘေးတွေနဲ့ရွာတွေတဲကိုကျဲချထားတယ်လို့သိရပါဗျ။ဇပယ်စီရွာကိုတော့စစ်ကောင်စီတပ်ကပုံကျဲခဲ့တဲ့အတွက်အိမ်တလုံးပျက်စီးပြီးမင်းတိုင်မင်းရွာတဲကိုဘုံဒီလင်းလုံးကျဲချကလူနေအိမ်တွေလည်းမီးလောင်ခဲ့တယ်လို့ပလဲပြည်သူကာကွယ်ရေးတပ်ရဲ့သခင်ထောင်းညိုကပြောပါဗျ။ စစ်ကောင်စီတက်လေရင်ပြတ်ကျပြီးတဲ့အချိန်အနည်းစပြီးအင်ဂျီ150ကျော်ရှိတဲ့စပစီရွာကပြည်သူတွေဟာရွာအတွင်းမှာမနေရကြပဲနေရဆုံးကွာထွက်ပြေးနေရတဲ့အတွက်ပြည်သူတွေထိခိုက်မှုတော့မရှိခဲ့ဘူးလို့စပစီရွာသားတယောက်ကပြောပါရရှင်။ မကွေးတိုင်းကံကောမြို့နယ်ရွာစီကျေးရွာကိုဂျွန်လ12ရက်နေ့မှာစစ်ကောင်စီတပ်ကစစ်ကြောင်းဝင်ရောက်ပြီးဖမ်းဆီးသွားတဲ့အသက်16နှစ်အောက်ကလေးငယ်တွေအပါအဝင်ပြည်သူ15ယောက်ကိုဂျွန်လ14ရက်နေ့ညပိုင်းအထိပြန်မလွတ်ပေးသေးဘူးလို့ကံကောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကံကောပါဖာစီယန်နေသိရပါဗါးခလာရ90တရင်ကစစ်သားအင်အား20ကျော်လောက်ဟာ ကံကောမြောက်ပိုင်းမှာရှိတဲ့ရွာစီရွာတဲကိုညဘက်မှာရုတ်တရက်ဝင်ရောက်လာပြီးဒေသခံ15ယောက်ကိုခလာရ90တရင်တဲကိုဖမ်းဆီးသွားတာပါဖမ်းဆီးခံရတဲ့သူတွေထဲမှာအသက်မပြည့်သေးတဲ့10နှစ်အောက်ကလေး2ယောက်ပါဝင်အသက်18နှစ်အောက်ကလေး2ယောက်လည်းပါဝင်ပြီး2ရက်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့သိရပါဗံကောမြို့နယ်တဲကိုစစ်ကောင်စီတပ်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီး ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးရာတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့သတိနဲ့နေထိုင်ကြဖို့ကိုဂံကောအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်ရှင်။မုံရွာအကျဉ်းဆောင်ကနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသားအကျဉ်းသူအယောက်200ဝန်းကျင်ကိုထောင်ပြောင်းရွှေ့တာတွေပြုလုပ်နေပါတယ်။ဒါကသခိုင်းတိုင်းအတွင်းအစီအေးအခြေအနေနဲ့ဆက်ဆက်မှုရှိရလို့နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားသူတွေကတုံ့သက်ကြပါရယ်။ KKI သတင်းပေးပို့ထားတာပါရှင်။ မုံရအကျင်းထောင်မှာမုံရလူထုတပိတ်ခေါင်းဆောင်ကိုဝင်မိုးနိုင်အပါအဝင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေနဲ့အကျဉ်းသားအကျဉ်းသူနေရာဝန်ကျင်ကိုမန္တလေးအိုးဘိုအကျဉ်းထောင်မြင်းကြံထောင်နဲ့မကွေးထောင်တို့ကိုပို့ဆောင်ပြောင်းရွှေ့ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇွန်လ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဇွန်လ၁၂ရက်နေ့နနက်၅နာရီကျော်အချိန်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအကနေတံပြားကကာနစီအင်စီက၃စီစစ်နဘင်က၆စီနဲ့မုံရအကျင်းထောင်ကနေအကျင်းသားတွေကိုထောင်ပြောင်းဖို့လာရောက်ခေါ်ဆောင်တော့ခဲ့တယ်လို့သိရပါတယ်အကျဉ်းသားတွေကိုထောင်ပြောင်းရွှေ့တာမှာကြိုတင်အသိပေးတာမရှိသလိုအကျဉ်းသားတွေကိုမိသားစုဝင်တွေနဲ့အစ်တွေ့ခွင့်မရအောင်စာဝန်တွေရခက်ခဲအောင်ရွေးချက်ချစ်ချစ်လှုံ့ဆော်နေတာဖြစ်တယ်လို့ထောင်တွင်သတင်းရင်းမြစ်ကပြောပါရယ် လုံကြုံရဲ့အရာထောက်တွင်တည်ရင်မြင့်ကိုစားဒီပူပေးတည်ထောက်ကအတန်အစားတို့ဖက်ကြားပေးထားပါတယ်။ထောင်ပြောင်းမိဆိုသူတို့ကဘသူ့အမှအတိပေးလိမ့်မရှိဘူး။ဒါသူတို့ရဲ့ထုံးစံပဲ။မနှက်ပြောင်းမယ်ဆိုရင်ဒီလိုညကလေးကတန်ချေချင်းနဲ့ရိုက်ကြတယ်။မနှက်ဝေလီဝေလင်းနာမည်စီးရင်ခေါ်ထုတ်ပြီးပြောင်းကြတာ။ဝန်ထမ်းတွေကနာမည်ပါတဲ့သူတွေကိုနည်းနည်းလောက်ပြောပြရင်တော့စားစရာတောက်စရာတွေကြိုယူထားလို့ရတယ်လေ။ဒါပေမဲ့လာခေါ်ထုတ်တဲ့ထောင်ရရှိကပေးမယူရင်အစားအသောက်မပြောနဲ့အေးရလိုက်တာမယူရဘူးအချားထောင်ပြောင်းလို့ရောက်ပြီဆိုရင်လည်း ထောင်ပိုးအဝင်ဝါရောက်ကလေးကတကူလုံးချုပ်ပြီးရိုက်တာမျိုးတွေထိကြုံမှုတယ်။ထောင်ပြောင်းပါတဲ့နိုင်ငံရေးအကျဉ်းသားတွေဆိုရင်မင်းလာဘုံမှာထိုင်ရတယ်ဗျ။မိသားစုဝင်တွေကထောင်ဝင်စာလာတွေ့လဲသူတို့ကဒီထောင်မှာမရှိတော့ဘူးပဲပြောတယ်။ဘယ်ထောင်ကိုပြောင်းသွားပါလဲလို့မပြောဘူး။လက်ရှိစာဝင်းတွေရခက်ခဲနေတဲ့ကာလမှာထောင်ဝင်စာတွေ့ခွင့်ရဖို့ပါစီတခါပို့ခွင့်ရဖို့အတွက်ရုံးကန်ရမယ့်အခြေအနေဖြစ်တယ်လို့နေဝင်းမှာရှိတဲ့သူတွေကိုလာတွေ့ဖို့ကအရန်ခက်ခဲပါတယ်လို့အကျဉ်းသားမိသားစုဝင်တွေကပြောပါတယ်။ ဒါအပြင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီဟာအကျဉ်းဦးစီးဌာနရဲ့လက်ဆွဲဥပဒေပြဋ္ဌာန်းချက်တွေကိုလိုက်နာတာမရှိတော့သလိုလုံခြုံရေးကိုအကြောင်းပြပြီးမမှန်ကန်တဲ့ပြောင်းရွှေ့အနေတွေကိုကျင့်သုံးလာတယ်လို့ PPNM ကဗဟိုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောပါတယ်။ ဒီထောင်ပြောင်းရွှေ့မှုကလေးဝဲလှုပ်ဆောင်နေလှုပ်ဆောင်ရဖြစ်ပါတယ်လက်ရှိသခိုင်းတန်းဟာ CR ကောင်းလာတယ်ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေရဲ့စုမှုထိန်းချုပ်မှုနေပြည်ကောင်းလာတယ်အလားတူပဲတစ်ဖက်မှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအားတဖြည်းဖြည်းနဲ့ညော့နေလာတယ်ဒီလိုချင်းနေမျိုးမှာကျွန်တော်တို့သခိုင်းတိုင်းထဲမှာဖန်ဆီးထားတဲ့တော်လန်ရေးကောင်းဆောင်နေနိုင်ငံရေးကောင်းဆောင်နေတပိတ်အင်အားစုကကောင်းဆောင်နေရမုံရချင်းထောင်မှာရှိနေရပါအဲ့တော့အချိန်မေးမုံရထောင်ဟာတခုဖြစ်နိုင်နေဆိုတော့စိုးရိမ်ချက်ယူဆချက် တို့မှရှိပါတယ်ဒါရီကြောင့်မို့လို့လဲဒါထောင်ပြောင်းရွှေ့ရဲလို့ကျွန်တော်တုံးတက်ပါတယ်ဒါကြောင့်မို့လို့လဲထောင်ပြောင်းတာကိုအကျဉ်းစီးဌာနရဲ့အဲစစ်စင်ရေးတရက်လိုမျိုးကိုမှဒါစီမံဆောင်ရွက်တဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျအကျဉ်းဥစည်းဌာနရဲ့လက်ဆွဲဥပဒေမှာပြဋ္ဌာန်းထားတာကထောင်မပြောင်းရွှေ့ခင်မှာမိသားစုဝင်တွေကိုကြိုတင်အသိပေးအကြောင်းကြားတာမျိုးလုပ်ရမှာဖြစ်ပြီးမိသားစုဝင်တွေကိုလည်းကြိုတင် ပြင်ဆင်ခြင်းပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခဲ့ရသူစုစုပေါင်း19289ယောက်ရှိပြီးအဲ့ဒီအထက်က12125ယောက်ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ထိန်းသိမ်းခံနေရတဲ့သူတွေအထက်က1835ယောက်ဟာထောင်တွေတွေချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကြံသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဇွန်လ13ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ကျမကကေခိုင်ပါ။ ဂျွန်လ14ရက်နေ့မှာအမေရိကန်နိုင်ငံလော့စ်အိန်ဂျယ်လိစ်မြို့လယ်ကောင်အေရီးယားကဆန္ဒပြသူတွေကိုရှင်းလင်းဖို့ဂျိုးပန်ရင်ရဲတပ်ဖွဲ့ကမျိုးရိုးပုံနေနဲ့ပြစ်ခတ်ခဲ့ပါတယ်။အခုသတင်းပတ်အစောပိုင်းမှာဆန္ဒပြသူတွေနဲ့အရာရှိတွေကြားမှာရုံးရင်းဆန်ကဖြစ်ခဲ့တဲ့ Edward R. Rifle Federal အစအုံကိုစောင့်ချက်နေတဲ့ Marine တပ်သားတွေနဲ့ဆန္ဒပြသူတွေအများပြားမှလည်းထိတ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ရဲစောင့်နေတဲ့တပ်သားတွေကိုလူအုပ်ကြီးကအော်ငေါက်ခဲ့ကြပါတယ်။ ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဌာနရဲ့စီးနှင်းမှုတွေကြောင့် Los Angeles မှာသတင်းပတ်တပတ်ကြာတင်းမာခဲ့ပြီးတဲ့နောက်စနေနေ့ကဆန္ဒပြခဲ့ကြပါတယ်။အဲဒီမှာ American သမ္မတ Donald Trump ကငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အမျိုးသားအစောင့်တက်တွေနဲ့ American Marine တက်တွေကိုတောင်းဆိုခဲ့ပါတယ်ရှင်။ တဲအဗစ်နဲ့ဂျေရုဆလင်မြို့တွေရဲ့ကောင်းကင်ယံမှာညတကောင်ကျော်အချိန်ဂျွန်လ15ရက်နေ့အစောပိုင်းနေမှာမြေပြင်ကနေပြစ်လွတ်တဲ့ဒုံးကြီးတွေကိုဂျာဖြက်ဟန်တာဖို့ဒုံးခွင်းဒုံးတွေနဲ့ပြန်လဲပြစ်ခတ်ပြီးပောက်ကွဲမှုတွေကိုမြင်တွေ့နေရပါတယ်။အစ္စရေးနဲ့အီရန်တို့ကကမ္ဘာအကြီးဆုံးဓာတ်ငွေ့တွင်းကိုတိုက်ခိုက်ရင်စစ်စင်ရေးတွေကိုချဲ့ထွင်ပြီးတဲ့နောက်မှာတော့တနင်္လာနေ့မှာပိုပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ ဂျွန်လ14ရက်နေ့နှောင်းပိုင်းမှာအီရန်ကနေအစ္စရေးဘက်စီကိုဒုံးကျည်တွေနဲ့ထပ်မံပစ်လွတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါရယ်။တီဟီရန်မြို့တော်ကစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုအစ္စရေးကလည်းတိုက်ခိုက်ခဲ့ပါရယ်။အစ္စရေးနိုင်ငံကိုဒုံးကျည်တွေနဲ့ဒရုန်းတွေပစ်လွတ်ခဲ့တယ်လို့အီရန်နိုင်ငံပိုင်းရုံးမြင့်တန်းကြားကဖော်ပြထားပါရယ်။အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းမှာတော့အီရန်မျိုးတော်ရဲ့အဓိကတန်းငွေ၃လောင်းယုံကိုတနင်္ဂနွေနေ့ကထိမှန်ပြီးတဲ့နောက်တီဟီရန်မျိုးပေါ်ကောင်းကင်ယံမှာမီဂိုမီတောက်တွေလည်းဖုံးလွှမ်းနေပါဗျ။ ။တင်းမာမှုတွေကိုလျှော့ချဖို့နိုင်ငံတကာကတောင်းဆိုနေကြပေမဲ့နှစ်နိုင်ငံခေါင်းဆောင်တွေကတော့တိုက်ခိုက်မှုကိုအရှိန်မြင့်မယ်လို့ကတိပြုထားပြီးစနေနေ့နောက်ပိုင်းကအပြန်အလှန်ထပ်ပြီးတော့တိုက်ခိုက်ခဲ့ကြပါဗျ။လွန်ခဲ့တဲ့နှစ်ရက်အတွင်းအစ္စရေးကတိုက်ခိုက်လို့အီရန်မှာကလေးအယောက်20အပါအဝင်လူ80ထက်မနည်းသေဆုံးပြီးအယောက်800ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အီရန်မီဒီယာတွေကိုကိုးကားပြီးအယ်ဂျာစီးယားသတင်းဌာနကဖော်ပြထားပါဗျ။ ဟိုင်ဖာနဲ့တဲအဗစ်မြို့တွေအပါအဝင်အစ္စရေးနိုင်ငံတဝန်းအားပြစ်မှတ်တွေကိုလည်းအီရန်ကဒုံးကျည်အစင်းကြီး200ကျော်နဲ့ပြစ်လွတ်ခဲ့တဲ့အတွက်လူရှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆေးဘက်ဆိုင်ရာနဲ့ New York Times သတင်းဌာနတွေကဖော်ပြထားပါတယ်။အီရန်မျိုးတော်တီဟီရန်ကကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဌာနချုပ်တွေအပြင်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်နွယ်ရလို့စွပ်စွဲထားတဲ့နေရာတွေကိုအစ္စရေးကပိတ်မှတ်ထားတိုက်ခိုက်တဲ့အချိန်တွဲမှာတော့အသေးပြောက်စည်းရင်းကိုချက်ချင်းမသိရသေးပါဘူးရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ thank you